ကဲမင်္ဂလာပါဝေါ်ခုံနိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဂျော်ရှော်မန်နဲ့ဘရန်ဒန်ရေဘောကတော့အပွဲထိုးပြီးတော့လာအခုလွန်ခဲ့တဲ့တနင်္ဂနွေမနေ့ပိုင်းမှာပါဂျော်ရှော်ပန်ကတော့ပွဲပြီးပြီးချင်းမှာပဲချက်ချင်းပဲဒီအက်တကန်ဝိုင်းအတွင်းကိုဝင်လာတယ်ပြီးတော့သူ့ရဲ့မျက်နှာပရိတ်တက်တွေကိုပြတယ်ဒါပေမဲ့သူ့ရဲ့ပြိုင်ဘက်ကတော့တော်တော်လေးထိသွားပုံရပါတယ်မျက်နှာကိုကျွန်တော်လုံးဝမတွေ့ရအောင်ဘောနော်အခုဒီမနေ့မှာပဲသူက ဒီ online social media ပေါ်မှာသူ့ရဲ့မျက်နှာအနေထားကိုပြန်လည်ပြသလာတာဖြစ်ပါတယ်။ဆရာကြီးကဘလောက်တောင်ခိုးပြီးတော့ကုသလိုက်ရလဲတော့မသိပါဘူး။အခုဒီညာဘက်မျက်လုံးနားမှာတော့နည်းတန်ရတော့ရရှိထားတာတွေ့ရတယ်။ကျန်တဲ့အပိုင်းတော့ဘာမှမတွေ့ရတော့ပြောချင်တာတော့ဘာမှမဖြစ်ဘူးဗျာ။အဲ့လိုမျိုးအခြေအနေမှာအဲ့တော့သူပြောလာတဲ့ပုံစံကိုကြည့်ရင်တော့ဒီပွဲကိုသူ ဒီနပန်း ground game ကိုကစားလိုက်ရလို့နောက်ထပ်ရတဲ့ပုံစံမျိုးပဲသူပြောထားတဲ့ပုံစံအဲ့တော့ဒီပြန်ပက်ကလည်းပေါ်စားဟုတ်တယ်သူလည်းတကယ်ကိုပေါ်စင်ကိုကြိုက်တဲ့အတွက်ပေါ်စင်ပဲရှင်ထိုးလိုက်ရတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပြောထားတာဖြစ်ပါတယ်အာအဲ့ဒါကအဓိကမဟုတ်ကျွန်တော်ပြောချင်တာကတော့သူ့ကိုလည်းကျေးဇူးတင်စရာရှိပါတယ်ဘာလို့ဆိုရင်ဒီ Brandon Rayo ကအဆင့်တစ်ရှိနေတယ် ranking 1မှာရှိနေတယ်ဂျော့ရှော့ဘန်ကအဆင့်7မှာရှိနေတဲ့အချိန်မှာသူက ပြင်ကျော်ရှော့ပန်ကိုလက်ခံပြီးတော့ဒီပွဲကိုကစားပေးခဲ့တယ်။အဲဒါကြောင့်လဲကျွန်တော်တို့ဘက်ကကျေးဇူးတင်ပါတယ်။ဘာလို့ဆိုရင်အာမန်ဆာရိုခရင်ကအရင်က ranking တက်မှရှိတယ်လိုင်းဝိတ်တန်းပါလေ။အဲတော့အာမန်ဆာရိုခရင်ကိုဒီပက်တီနဲ့ပွဲတည်ပေးတယ်လို့ကျွန်တော်တို့ note မှာတင်ကြားရပါတယ်။ဘာလို့ဆိုသူပြန်ပြောမှသိတာပေါ့နော်။ ranking 30 30ဝင်းကျင်ရှိတဲ့ fighter တွေနဲ့ပွဲတည်ပြီးတော့ armor sero cream ကအဲ့ဒီပွဲကိုဖျက်လိုက်ပြီးတော့သူကအရှက်လေပိုင်းမှာလက်ပန်းပွဲကြီးလာကစားတာဖြစ်ပါတယ် အဲ့ဒီ promotion ကတော့ UFC လည်းမဟုတ်ဘူးပဲပြောမှဆိုရင်ဒီ graphic combat ပေါ့နော်အဲ့လိုမျိုးပြိုင်ပွဲတွေမှာတခြား promotion တွေမှာလာပြိုင်တာအဲ့လိုမျိုးရှိပါတယ်အဲ့တော့ဒီ UFC ကပေးတဲ့အခွင့်အရေးကိုဘာလို့ပေးဖြတ်လိုက်လဲဆိုရင်ဒီ Islamic Chef နဲ့ champion လို့ခွင့်ရပြီးတာကိုမှသူက weight ကျော်တယ်လို့ weight အဆင်မပြေလို့အဲ့ဒီပွဲကိုသူနှုတ်ထွက်တော့ရတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခါလဲ Islamic Chef နဲ့ပဲသူကပွဲထက်ရမယ်ဆိုပြီးတော့ယုံနေတာပေါ့နော်ပြောချင်တာကတော့ ချန်ပီယံကပ်လူရမယ်ပေါ့ဗျာအဲ့ဒီအခြေအနေကိုဆိုစောင့်နေတာပါဒါပေမဲ့ UFC ကအဲ့ဒီအခြေအနေမပေးဘူးဗျာသူ့ကိုအဲ့တော့သူ့ကိုဒီ ranking 30ဝန်းကျင်မှာရှိတဲ့ fighter နဲ့ပွဲတည်ပြီးတော့သူကအဲ့ဒီပွဲကိုလက်မခံမင်းနဲ့အရှိလေမိုင်ကိုရောက်သွားတာဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းတော့အတိတ်အတိုင်းပဲအာသူ့ကိုပွဲပေးတာလည်းမရှိတော့ဘူးပြီးခဲ့တဲ့ပွဲမှာတော့ဒီအရန်လူပုံစံမျိုးပေါ့နော်အဲ့လိုမျိုး weight လဲလာချိန်ကလည်းအရန်လူပုံစံမျိုးတော့တွေးခဲ့တာဖြစ်ပါတယ်အဲ့တော့ ပြောချင်တာကဒီအာမန်ဆာရိုခင်ကသူက ranking 10မှာရှိတဲ့ fighter ဟုတ်တယ်ဆိုပြီးအခြား ranking 10အနောက်ပိုင်းမှာရှိတဲ့ fighter တွေကိုလုံးဝကိုလက်ခံကစားပေးခြင်းမရှိပါဘူးအဲ့လိုမျိုးအခြေအနေမှာဒါပေမဲ့အခု Brandon Royal ကအဲ့လိုမျိုးမဟုတ်ပါဘူး UFC ပေါ့ကန်လန်းတဲ့ဟာတွေကိုသူကအမြဲတမ်း active ဖြစ်နေတဲ့ပုံစံကိုလိုလားတဲ့အတွက် Joshua Ban ကိုလက်ခံကစားပေးတာဖြစ်ပါတယ်အဲ့ဒါကြောင့်ပြောတာပါကျွန်တော်တို့ကသူ့ကိုလည်းကျေးဇူးတင်ပါတယ်လို့အဲ့ဒါကြောင့်ပြောတာ အခုသူလက်ခံကစားပေးခဲ့တဲ့အတွက်ကျော်ကျော်ပန်ကလုံးဝကိုနှိမ်ချညာခြင်းကိုဒီနာမည်ကြီးသွားပါပြီဒီမနေ့မှတွေးလိုက်ရတာကအခုတည်င်းဌာနပေါ့နော်တည်င်းဌာနတစ်ခုကသူလက်ချင်းပြင်ဆင်တဲ့ Four Ounce Fight Club မှာအရောက်လာပြီးတော့ကျော်ကျော်ပန်ကိုအင်တာဗျူးတွေလာလုပ်သွားတယ်ပြီးတော့ American တစ်ခွန်ကိုသူတို့ကဒီရုပ်တံထုတ်လွှင့်ပေးတယ်ပေါ့နော်အဲ့လိုမျိုးအစီအစဉ်မှာလုပ်သွားတာဖြစ်ပါတယ်တော့ပြောချင်တာကတော့ဒီ အမေရိကန်ပရိတ်သတ်တွေကတော့ပုံမှန်ကြည့်နေကြဆိုရင် လူဖြူရှိမယ်ဗျာလူမဲတွေရှိရင်ဗျာအဲ့လိုမျိုးအညိုကောင်တွေကြတော့ဒီဘရာဇီးတွေရှိမယ်နော်အဲ့လိုမျိုးတော့ရှိရဒါပေမဲ့ကျွန်တော်မြန်မာဆိုတာတို့လည်းမသိဘူးဆက်မှာအကောင့်တသေးလေးနဲ့ဖိုက်တာတယောက် rank 1မှာချက်ချင်းရောက်လာတယ်ဆိုတော့တို့လည်းစိတ်ဝင်စားလို့ထင်ပါတယ်အဲ့လိုမျိုးလိုက်တာပေါ့နော်တတင်းကိုရအောင်တို့ကလည်းလိုက်တာဖြစ်ပါတယ်အဲ့တော့ဒေါ်ရှော်မန်ကတော့ ဒီ US မှာလည်းနာမည်ကြီးနေတယ်လို့ကျွန်တော်တို့ဒီ MMA ပရိသတ် UFC ပရိသတ်ကပါတော်မှာလည်းနာမည်ကြီးနေပြီဖြစ်ပါတယ်အဲ့တော့အားလုံးကတော့ Brandon Rayboy ရဲ့ကျေးဇူးကြောင့်ပဲပေါ့နော်။ပြီးတော့နောက်တစ်ခုရှိပါသေးတယ်။သူ့ကိုအင်တာဗျူးတဲ့နီနာလေ။နီနာရဲ့ရည်စားသူ့ရဲ့ရည်စားကဒီ Joshua Ban ကိုအာမပြောသွားလဲဆိုတော့ Joshua Ban is a star in the making ။ Joshua Ban ကလုံးဝ star ဖြစ်နေပြီပေါ့နော်။စကားပြောတဲ့ပုံစံတွေပြီးတော့ဒီ ကင်မရာရှေ့မှာပြုမူတဲ့ပုံစံတွေပေါ့ဗျအဲ့လိုမျိုးတွေကိုသူကတဘောချတဲ့အခြေအနေမှာရှိနေပါတယ်အဲ့တော့နီနာရဲ့ရည်စားကဘယ်လိုလဲဆိုရင်သူကတော့ဒီအာ modern တယောက်ပဲ model လုပ်တယ်ပြီးတော့ director လည်းလုပ်ပါတယ်အဲ့တော့မပြောနဲ့ဘူးကျော်ရှော်ဘန်ကိုလည်းကြော်ညာတွေများခေါ်ရဲမလားဗောနော်မင်တာများလောက်ခိုင်းမလားဆိုတော့ကျွန်တော်မပြောတတ်ပါဘူးအဲ့တော့သူ့ရဲ့ရည်စားနဲ့ဒီကျော်ရှော်ဘန်နဲ့အင်တာဗျူးလုပ်ထားတဲ့ဟာကိုလည်းသူတဘောကြတဲ့ပုံစံမျိုးဗောနော်ပြန်လည် share ထားတာဖြစ်ပါတယ်အဲ့ဒါတော့အချိန်နဲ့တစ်ချက်စောင့်ကြည့်သွားမှာဖြစ်ပါတယ် မင်တာလည်းဖြစ်လာနိုင်တဲ့အခြေအနေမှာဗျအဲ့တော့ခဏပြောတဲ့ Armen Sarukhrim ရဲ့အကြောင်းကိုပြန်ပြောမယ်ဆိုရင်သူက Elia Toporia နဲ့ Charles Oliver ရဲ့ပွဲမှာအရင်လူအဖြစ်ပဲရောက်ရှိလာရဲ့ဒါပေမဲ့ပထမတစ်ချိန်မှာသူမလုံဆောင်နိုင်ခဲ့တဲ့ဝိတ်ချတဲ့ဟာပေါ့နော်အဲ့ဒီ lightweight တန်းကိုသူဝင်အောင်ဝိတ်ချနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီပွဲမှာလည်းသူလာချိန်တော့ဝိတ်လာချိန်ပြသွားတယ်ပေါ့နော် official ပါအဲ့ဒါအဲ့တော့ အာမဆာရုပ်ကံကဘာပြောလဲဆိုရင်အီလီယာထော်ပိုရီယာကငါ့ကိုကြောက်ပြီးထွက်ပြေးနေတယ်ဆိုတဲ့ပုံစံမျိုးစိန်ခေါ်ထားတာဖြစ်ပါတယ်အချိန်ချင်းပါပဲသူအဲ့လိုမျိုးမီဒီယာမှာပြောဆိုတာတွေပြီးတော့လူမှုကွန်ရက်ဆန်းမျက်နှာပေါ်မှာရေးသားတာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်လက်ရှိ UFC ဘက်ကတော့အီလီယာထော်ပိုရီယာကိုဘက်ဒီနဲ့ဂျက်စတင်ဂေဂျီပေါ့နော်ဒီနှစ်ယောက်ထဲကတစ်ယောက်နဲ့အီလီယာထော်ပိုရီယာကိုပေးတွေ့ချင်းနေတဲ့ပုံစံပါပြောမှဆိုရင်အီလီယာထော်ပိုရီယာပဲပြန်နိုင်မှာဗျာပြောမှဆိုရင်ဒီနှစ်ယောက်ကိုအလုံးကအရှင်နိုင်ဆုံးရှိတယ်အသာစီးတော်ဖြစ်သွားနိုင်တယ် အဲ့ဒါက UFC ကဖြစ်စေခြင်းနဲ့ဟာပေါ့ပက်တီနဲ့ Justin Gaethje ကအီလီယာထိုပိုရီရဲ့ချန်ပီယံလူခွင့်ရဖို့သူတို့နှစ်ယောက်အရင်ထိတဲ့တွေ့ရမယ့်အခြေအနေမှာဖြစ်နေပါတယ်ဘယ်လိုစီစဉ်ပေးမလဲဆိုတော့ကျွန်တော်မပြောတတ်ပါဘူးတကယ်တမ်းအီလီယာထိုပိုရီရဲ့ဒီပြိုင်ဘက်ကောင်းကတော့ Armen Sarokin ဖြစ်ပါတယ်သူလည်းစိန်ခွန်နေပါတယ်အဲ့တော့အခုပွဲကတော့ဒီဇင်ဘာလမှာပွဲဖြစ်မှာပါ Armen Sarokin ဘက်ကဖြစ်ချင်တာကတော့ main ပွဲစဉ်မှာ Elia Toporian နဲ့တူနဲ့ ကစားမယ်ပြီးတော့ခုံမင်းပွဲစဉ်မှာတော့ Alexander Pantoja နဲ့ဒီကျွန်တော်တို့ရဲ့ Josh Shopman ကိုကစားမယ်ပုံစံပေါ့နော်အဲ့လိုမျိုးတို့ကတော့ချပြနေတာဖြစ်ပါတယ် UFC ဘက်ကတော့နားထောင်ပေးမလားတော့မပြောတတ်ပါဘူး။မဟုတ်ဆိုရင် तू ကအချင်းတစ်ခေါက်လဲ UFC ဘက်ကပွဲပေးတဲ့ဟာကိုငင်းဆန်ပြီးတော့နပန်းပွဲကြီးတောင်းကစားခဲ့တဲ့အတွက် तू ပြောတဲ့ तू တောင်းဆိုတဲ့ပုံစံမျိုးကြည့်ပေးမလားဆိုတော့ကျွန်တော်တို့ချက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။တကယ်လို့ဒီလိုမျိုးပွဲစဉ်တာဖြစ်ခဲ့ရင် ဂျော်ဂျော်ပန်ကလုံးဝသေးချပြီးငွေတန်းချီရရှိမှဖြစ်ပါတယ်ဒီပွဲမှာ။ဘာလို့ဆိုရင်အီလီယာတော်ဘိုရီယာနဲ့အာမင်ဆာရိုခင်ရဲ့ပွဲကတကယ့်ကောင်းပွဲကြ။လူဒိုင်းနီပါဒီ UFC ပရင့်တက်ဒိုင်းနီပါက PPV နဲ့ဝယ်ကြည့်မှလုံးဝသေးချတယ်လို့ဖြစ်နေပါတယ်။မီလီယံနဲ့ချီရောင်းရမှာနော်။အဲ့လို့ဆိုရင်ဂျော်ဂျော်ပန်လည်းဝင်ငွေတန်းချီရရှိမှသေးချပါတယ်။တကယ်လို့ဂျော်ရှိုပန်နဲ့အလက်ဇန်ဒါဖယ်လိုဂျာရဲ့ပွဲကိုပဲကောင်းပွဲအနေနဲ့ကျင်းပလိုက်မယ်ဆိုရင်တော့သိပ်မပြောတတ်ဘူးဗျ။ အာစိတ်ဝင်စားမှုတော့ရှိတော့ရှိမှာပေါ့နော်ဒါပေမဲ့နာမည်ကတော့အဲ့လောက်ထိမဟုတ်သေးဘူးပေါ့အဲ့တော့ကြောင့် PP ဝေဝေကြီးတဲ့နှုံးကနေနိုင်ပါလေအဲ့တော့ Elia Toboria နဲ့ Armand Sarukhin ကိုကောင်းပွဲမှာထားမယ်ပြီးတော့ Alexander Pantoja နဲ့ဒီ Joshua Ban ကိုဒုတိယကောင်းပွဲမှာထားမယ်ဆိုပြီးတော့လုံးဝသိကြပါတယ် Joshua Ban ပတ်စံတန်းချီရရှိနိုင်မဲ့ပွဲစဉ်ဖြစ်သွားနိုင်ပါတယ် Okay ဒီမှာကြည့်လိုက်ကြပါဦးလက်ရှိ Flyweight ရဲ့ Champion အလက်ဇန်ဒါဖန်တို့ကြာအဲ့တော့ပြီးခဲ့တဲ့ပွဲမှာကျွန်တော်ကတော့အရင်ကတည်းကပြောပြီးသားပေါ့နော်ကန်ကာဖရန့်ကအဲ့လိုရေချင်းမရှိပါဘူးဆိုရင်တို့ရောတော့ပွဲသေးပေးတာပဲအဲ့တော့နိုင်မယ်ဆိုတာလေကြိုတည်နေပြီးသားပေါ့အခုဆိုရင်ဒီဖန်တို့ကြာကပတ်၅ခုဖြစ်သွားပြီတစ်ခုကတော့သူချန်ပီယံရတဲ့အချိန်ပေါ့နော်နောက်၄ခုကတော့သူချန်ပီယံကပတ်ကာကွယ်တဲ့အချိန်ရတဲ့ဟာဖြစ်ပါတယ်အဲ့တော့တိုးထွက်ကအခု၅ခုရှိသွားပြီဖြစ်ပါတယ်အတက်က34နဲ့35နဲ့ဖြစ်နေပြီ UFC ကသူ့ကိုပေးတာလည်းများနေပါပြီအဲ့တော့ကျော်ရှော်ဘန်အလေရောက်ပြီလို့ကျွန်တော်တို့အမှတ်ယူလို့ရပါတယ်လာမယ့်ဒီဇင်ဘာလမှာဒီ champion cup ကိုကျွန်တော်တို့အရယူရမှာဖြစ်ပါတယ် okay အဲ့ဆိုရင်ဒီနေ့ကတော့ဒီလောက်ပါပဲနောက် video မှာပြန်ဆုံးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်